ဘတ်ဂျက်ပြဿနာကြောင့်ကုလသမဂ္ဂညီညွတ်ရေးတက်တယ်အများပြားရှုပ်သိမ်းဖို့အဆုံးဖြတ်လိုက်ပြီဖြစ်ပါလေရမွေကျတဲ့နေ့ကြောင့်ကုလသမဂ္ဂရဲ့ညီညွတ်ရေးထိန်းသိမ်းမှုမရှင်လေကဘာနှက်မှာတည်တည်တာဖြတ်တောက်လျှော့ချသွားမယ်လို့သိရပါလေကဘာကျွန်တော်မှဖြစ်ကြတဲ့ operation ကုတ်ကူတွေကငင်းကြင်ရေးထိန်းသိမ်းမှုတက်ရာစုစုပေါင်း၄ဘော်တဘုံလောက်ရှော့ချသွားမယ်လို့ကုလထိပ်ပိုင်းအရာရှိတွေကပြောထားပါလေအဓိကရမွေထောက်ပံ့သူဖြစ်တဲ့ American Soya စီကနောက်ထပ်ရမယ့်အကူအညီငွေကြေးနဲ့ပတ်သက်လို့ ဘာမှမသေးကြဒေါက်တာကကုလအတွက်အခက်ခဲတွေအများကြီးရင်ဆိုင်ရစေပါတယ်။ခြုံငုံပြောရရင်ကဘာတလောမှာငင်းချင်းထိတ်သိမှုအတွက်ဖြန့်ထားတဲ့တပ်ဖွဲ့ဝင်တွေရဲတွေသူတို့ရဲ့အုံဆောင်တွေတဲက25ရာခိုင်နှုန်းလောက်ကို ပြန်ပြီးတော့တင်းစီခေါ်ယူมาဖြစ်ပါတယ်။အရက်ဘဝန်ထမ်းများပြားပေါ်မှာလည်းထိခိုက်သေးရောက်မှုတွေရှိလာနိုင်ကြောင်းကုလကြီးတဲ့အရာရှိတို့ကပြောပါတယ်။ ။ဒိဗေကတော့ကုလသမဂ္ဂဟာညီတိုင်းထိတွေ့မှုမရှင်အတွက်ဖြန့်ကျစ်ထားတဲ့တပ်ဖွဲ့ဝင်တွေရဲဝန်တွေအရေးအတွက်တပေါင်း၃000ကနေ14000လောက်ရုပ်သိမ်းရမယ့်သဘောပါ။အကျိုးဆက်ဖြစ်တောင်ဆူဒန်၊ကွန်ဂို၊လက်ဘရွန်၊ကိုဆိုဗို၊ဆိုက်ဘရက်၊အလဲပိုင်းအာဖရိကနောက်ပိုင်းဆဟာရာဂိုလန်ကွန်မြူနစ်ဆူဒန်တို့မှာညီတိုင်းထိတွေ့မှုမရှင်တပ်တွေပေါ်ရဲခတ်မှုတွေကြီးကြီးမားမားရှိလာပြီးဖြစ်ပါတယ်။ မေဂါဟာကုလသမဂ္ဂရဲ့အဓိကအလို့ရှင်ဖြစ်ရပ်တည်နေပြီး30အားလုံးရဲ့26ရာခိုင်နှုန်းထောက်ပံ့တယ်လို့တရုတ်ကတော့ဒုတိယနေရာမှာရပ်တည်ရင်24ရာခိုင်နှုန်းကိုခွဲတဲ့တောင်းယူထားပါတယ်ပြောရမယ်ဆိုရင်တော့တရုတ်နဲ့အမေရိကန်နှစ်ယောက်ပေါင်းတဲ့ကုလသမဂ္ဂရဲ့50ရာခိုင်နှုန်းလောက်ကိုတာဝန်ထမ်းတတ်တဲ့သဘောပါအမေရိကန်ဟာဇူလိုင်တရနေ့မှာစတင်မဲ့ဗန်နာယေးနှစ်သစ်မတိုင်ခင်ကုလသမဂ္ဂစီထောက်ပံ့မယ်လို့ကတိပြုထားတဲ့ထဲကဒေါ်လာ1.5ဘီလီယံပေးဖို့အကြံပါတယ် ဒါပြင်ရင်ကျိုးကျန်လဲဒေါ်လာ1.3မီလီယံလောက်ရှိနေလို့စုစုပေါင်းဒေါ်လာ1.8မီလီယံမပေးရသေးတဲ့သဘောပါ American ဆိုရကတော့တိတ်မကြခင်မှာကုလစီဒေါ်လာတန်း680လောက်ပေးဖို့စတင်ဆွေးနွေးနေတယ်ပြောပါလေဒါပေမဲ့ဒေါ်လာ10ဘတ်ဂျက်အစီအမံကိစ္စလွတ်တော်ဆွေးနွေးမှုမအောင်မင်လို့ American ဆိုရရန်ရလက်ပတ်မှုလဲရှော့ချထားပြီး shutdown ဖြစ်နေလို့တောင်းနေမှုတွေလဲကြုံလာနေရတဲ့သဘောပါ ထရန့်ကနိုင်ငံတကာအရေးကိစ္စမှာကုလရဲ့ဆွဲဆောင်ရေးနဲ့ပတ်သက်လို့လူသိရှင်ကြားဝေဖန်ထားတယ်လို့ဩဂုတ်လတုန်းကလည်း2024 25တွက်ငင်းကြိုင်းထင်းသိမှုမရှိတဲ့30ဒေါ်လာတန်း800ရှော့ချခဲ့ပါလေ။ဒါအပြင်မာလီလက်ဘရွန်နဲ့ကွန်ဂိုမှာကုလသမဂ္ဂငင်းကြိုင်းထင်းသိမှုမရှိတဲ့မအောင်မြင်ခဲ့တာထောက်ပြပြီး2026ခုနှစ်အတွက်ငွေကြေးထိန်းသိမ်းမှုဘတ်ဂျက်တွေဖယ်ရှားပြုဖို့ပါအင်ဖြူတော်ကအဆိုပြုထားတယ်လို့သိရပါတယ်